အားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါတယ်ခုဖက်ပြပြီးမှာတော့စုထူးပန်ဆရာဟန်ရေးသားပြုစုထားတဲ့စုထူးပန်အပြီးဒီမှာစာအုပ်ပဲဖြစ်ပါတယ်73ပိုင်း လက္ခဏာ၃ပါအနေစာလက္ခဏာသင်္ခါရတရားတို့ဤမမြဲခြင်းသဘောအမှန်တာဒုက္ခလက္ခဏာသင်္ခါရတရားတို့ဤစိရဲ့ခြင်းသဘောအမှန်တာအနတ္တလက္ခဏာသင်္ခါရတရားတို့ဤအစိုးမရခြင်းသဘောအမှန်တာပဲဖြစ်ပါတယ်အနုပတ္တနာ၃ပါအနေစာနုပတ္တနာသင်္ခါရတရားတို့မမြဲဟု အဖန်ဖန်ရှုတတ်သောသဘောဒုက္ခ ानु ပတ္တနာသင်္ခါရတရားတို့ဆင်းရဲ၏ဟု အပန်ပန်ရှုတတ်သောသဘောအနတ္တာအနုပတ္တနာသင်္ခါရတရားတို့အစိုးမရဟုအပန်ပန်ရှုတတ်သောသဘောပဲဖြစ်ပါတယ်ခီတုတ်တိစင်ကြဲသောတရားခုနှစ်ပါးလောကုတ္တရာနေပဲတွင်နိဗ္ဗာန်ခရီးသွားနိုင်မည်ရည်ရထားများပဲဖြစ်ပါတယ်၁တိလဝိတုတ်တိ၂စိတ်တဝိတုတ်တိ၃ဒိဋ္ဌိဝိတုတ်တိ၄ကင်္ခာဝိတရဏဝိတုတ်တိ၅ မက္ကမက္ကညာနာတတနာဝိတုဒ္ဓိ6ပฏิပဒာညာနာတတနာဝိတုဒ္ဓိ9ညာနာတတနာဝိတုဒ္ဓိတို့ပဲဖြစ်ပါတယ်10တိလဝိတုဒ္ဓိယဟံမြ၌စတုပါရိတုဒ္ဓိတိလလုံးကြုံမှလူတို့၌ရုပ်ဆွာအဆုံး၅ပါးတိလလုံးမှတိလဝိတုဒ္ဓိဖြစ်ပါတယ်2စေတဝိတုဒ္ဓိသမထဘာဝနာပွားများအထောက်အပံ့ဖြင့်ဥပ္ပဇာယသမာတိ အပ္ပနာတမာတိတို့ကိုရရှိတဲ့အခါနိဝရဏကိလေသာတရားတို့ဟာအနေကြကုန်ပါလေထို့အခါစိတ်အစဉ်က အလွန်ကြည်လင်တန်ရှင်းပြီး စိတ်တဝိတုဒ္ဓိဖြစ်ပေါ်လာပါတယ်၃ဒိဋ္ဌိဝိတုဒ္ဓိယုံနယ်တရားတို့ကိုလက္ခဏာရတ္တပစ္စုပ္ပတံပရထန်တင်၍အထက်ထက်ဆင်ကျင်သောအခါအာယုံကိုတိမှုသည်စိတ်ခံစားမှုသည်ဝေဒနာမှတ်သားမှုသည်တင်ညာပြုလုပ်အားထုတ်မှုသည်သင်္ခါရ ဖောက်ပြန်တဲ့သောခန္ဓာကိုယ်သည်ယုတ်တည်ဤယုတ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်တို့မှတပါ အတ္တဟုသည်မရှိဟုသိမြင်လာတယ်။ဤသို့သိမြင်ခြင်းသည် အတ္တဆွဲလန်းမှုဟုသောအညစ်အကြေးမှကင်းဝေးစေခြင်းသည်ဉာဏ်ဒိဋ္ဌိဝိတုဒ္ဓိဖြစ်ပေါ်လာပါတယ်။တနည်းအားဖြင့်ယုံနယ်နှစ်ပါးကိုကွယ်ကွယ်ပြတ်ပြတ်မိုင်းခြားသိတတ်သောဉာဏ်နာမရူပပြိစီတာဉာဏ်သို့မဟုတ် နာမရူပပဝတ္တနာဉာဏ် တော့မဟုတ်သင်္ခါရပြိစီရာဉာဏ်ဟုခေါ်ဆိုပါတယ်လေးကင်ခာဝိတရဏဝိတုဒ္ဓိယုံနယ်တို့ကို ပိုင်းခြားသိမြင်ပြီးနောက်ထိုယုံနယ်တို့ဤအကြောင်းကိုမတိခဲ့ရင်ယုံမာခြင်းကင်ခာ ဖြစ်ပေါ်ပါတယ်ဤယုံနယ်တို့သည်အဘယ်ကြောင့်ဖြစ်နေသနည်းရှေးကဖြစ်ခဲ့ဖူးသလားမဖြစ်ဖူးသလားစသည်ဖြင့်ယုံမာမှုများသည်ဤယုံမာမှုများကို အကြောင်းပြု၍အဟိတုကဒိဋ္ဌိ ဝိတမဟိတုကဒိဋ္ဌိစသောစိတ်အငြိကြီးများဖြစ်ပေါ်လာပါတယ်။ယုံနယ်တရားတို့အကြောင်းပစ္စယကိုသိသိစင်ကျင်သောဖြစ်ကြောင်းတရားအမှန်ကိုတေချာစွာသိသည်ဖြင့်ထိုယုံမှားခြင်းတို့ကိုလွန်မြောက်သောအတိဉာဏ်သည်ကင်္ခာဝိတရဏဝိတုဒ္ဓိမြည်ပါတယ်။ငါမက္ကမက္ကညာနာတတနာဝိတုဒ္ဓိဝိပဿနာဘာဝနာကို အားထုတ်သောယောဂီသည်ဥဒိယဘယဉ္ဉ္အစဉ်သို့ရောက်သောအခါကိုယံကိုဝါ ဩဘာဒစသည်တို့ဖြစ်ပေါ်လာလေရှိပါတယ်။ထိုအရာအလင်းစသည်တို့သည်ဝိပဿနာညညူးကြောင်းဘေးရန်များပဲဖြစ်ပါတယ်။အာထုံမြေဝိပဿနာလမ်းစဉ်တည်တာလမ်းမှန်ဖြစ်သည်ဟု ပိုင်းခြားသိမြင်သောဉာဏ်ကိုမေကာမေကညာနာတတနာဝိတုဒ္ဓိဟုခေါ်ဆိုပါတယ်။၆ပฏิပဒာညာနာတတနာဝိတုဒ္ဓိမတ်တို့ယောက်ျားအကျင့်ကောင်းများကို ပိုင်းခြားသိမြင်၍အထူးစင်ကြယ်သောဉာဏ် ဥပက္ကိလေသာမှလွတ်ပြီးသောယောဂီ၏ဆက်လက်အာထုသောဥတ္တရာဘယဉဏ်နှင့်ထိုမှတဆင့်အစဉ်အတိုင်းအာထုသွားသောပင်ကဉဏ်မှအနုလောမဉဏ်တိုင်အောင်ကိုးပါသောဉဏ်စုကိုပฏิပဒါညာနာတတနာဝိတုဒ္ဓိဟုခေါ်ဆိုပါသည်။ခုနှစ်ညာနာတတနာဝိတုဒ္ဓိသီလဝိတုဒ္ဓိမှပฏิပဒါညာနာတတနာဝိတုဒ္ဓိအထိ၆ပါးသောဝိတုဒ္ဓိကိုကိလေသာမှစင်ကြယ်၍ စ္စာလေးပါးကိုတရားရည်မြင်နိုင်သောနိဗ္ဗာန်ကိုမြင်နိုင်သောကြောင့်ညာနာတတနာဝိတ္တုဟုခေါ်ဆိုပါတယ်။စတုပါရီတုတ်တိတီလထထဝန်းခြင်းစင်ကြဲသောတီလာကြီးလေးပါ။ယဟန်တော်များနှင့်ဝိပဿနာအာထုံမြီယောဂီများစင်ကြဲအောင်ဆောင်ထင်းရမည်တီလာလေးပါးဖြစ်ပါတယ်။၁။ပါတိမောက္ခတံဝရတီလ၂။ဣန္ဒြိယတံဝရတီလ၃။အာဇီဝပါရီတုတ်တိတီလ၄။ ပစ္စယတန်တိဒိဋ္ဌာသီလတို့ပဲဖြစ်ပါတယ်။တိပါတိမခတံဝရသီလတွင်မာတိကဟုခေါ်တော့ပါတိမကို၎င်းဝီနီပါဠိတော်၌ပြည့်ညံ့အပ်သောသီလအလုံးတို့ကို၎င်းထိမ့်သိမ်းဆောက်ရှောက်ခြင်း။နှင့်အိန္ဒြိယတံဝရသီလစက္ခုံတ္တိစသောအိန္ဒြိ၆ပါးကို အကုသိုလ်မဖြစ်အောင်ဆောင်စီခြင်း။၃အာဇီဝပါရိတုဒ္ဓိသီလစင်ကြယ်စွာရအပ်သောပစ္စည်းလေးပါးကိုသာ ခံယူသုံးဆွဲခြင်း၄ပစ္စယတန်ဋိတိတတိလတရားသဖြင့်စင်ကြယ်စွာရရသောပစ္စည်းလေးပါးတို့ကိုပစ္စဝကခဏဉာဏ်ပညာဖြင့်စင်ခြင်းသုံးဆောင်ခြင်းလိုပဲဖြစ်ပါတယ်ပစ္စယတန်ဋိတိတတိလနှင့် ပြည်စုံစေရန်ပွားများနည်းအတက်ရှိကြဘေးပြာတို့ကိုမှမကက်ပရိယက်နှင့်ပฏิပတ်ရေးမျောထောက်တွေ၍ဤစီဤစွာဤတန်ကန်းနှင့်ရှင်လန်းဖွယ်ခေါင်း ဤဆန်ကြောင်းကိုမိအောင်သုံးဆွဲပါတည်းဟုတရားသဖြင့်စင်ကြယ်စွာရအပ်သောစွမ်းသင်္ကန်းကြောင်းစေဟုသောပစ္စည်းလေးပါတို့ကိုပစ္စဝေခဏဉာဏ်ပညာဖြင့်စင်ကြင်သုံးဆွဲလျင်ဤတိလနှင့်လုံခြုံ ပြည့်စုံနိုင်ပါသည်ဝိပဿနာဉာဏ်၁၀ပါးသမတနာဉာဏ်ဝိတ္တယပယဉာဏ်ဘင်္ဂဉာဏ်ဘယဉာဏ်အာဒီနဝဉာဏ်နေပိတာဉာဏ်မုံစီတုကမြတာဉာဏ် ပတိသင်္ခါညေသင်္ခါရုပ္ပခါညေအနုလောမညေလိုပဲဖြစ်ပါတယ်။၁တမတနာညေယုံနယ်တရားများကို အနိစ္စဒုက္ခအနတ္တဟုစင်ကျင် သုံးသပ်သောညေ၂ဝိတ္တယဘယညေယုံနယ်တရားများဤဖြစ်ခြင်းဥပ္ပန်နှင့်ပြည့်ခြင်းဝရတို့ကိုထင်မြင်အောင်ရှုတတ်သောညေ၃ဘင်္ဂညေယုံနယ်တို့ဤအပြည့်ဝရကိုသာတည်မြင်သောညေ၄ဘယညေ ရုံနယ်တို့ကိုကြောင်းမဲ့ဖွဲ့ရပြီးအဖြစ်ရှုမြင်တတ်သောဉာဏ်၅အာဒီနဝဉာဏ်ရုံနယ်တို့ကိုအပြည့်ဟုရှုမြင်တတ်သောဉာဏ်၆နိဗ္ဗိဒာဉာဏ်ရုံနယ်တို့ကိုမပျော်ပိုက်ပဲငြိမ်ငွေဖွဲ့အဖြစ်မြင်သောဉာဏ်၇မုံစီတုခမတာဉာဏ်ရုံနယ်တို့မှလွံ့မြောက်လိုသောဉာဏ်၈ပဋိသင်္ခာဉာဏ်ရုံနယ်တို့မှလွံ့မြောက်နိုင်ရေးအတွက်ရုံနယ်တို့ကိုလက္ခဏာရင်း၃ချက်တင်၍တဖန်ပြန်လေး စင်ကျင်သုံးသက်တော်ညေ၉သင်္ခါရုပက္ခညေယုံနယ်တရားတို့၌မြင့်လျူရှုနိုင်တော်ညေယုံနယ်တို့ကိုအာယုံပြုသည့်အခါတာယာနှစ်သက်ဖွဲကြောက်ရွံ့ဖွဲမမြင်တော့ပင်အနေဆာဒုက္ခအနတ္တဟုသာစင်ကျင်နေတော်ညေတစေအနုလောမညေဟုတရားပယဆသော အောင်ဉာဏ်ရှိပါအလကောင် အထက်မဉဏ်ရလတဲ့သောဘောဓိပက္ခိယတရားတို့အလကောင်လျော်စွာ ဖြစ်သောဉာဏ်တို့ပဲဖြစ်ပါလေ။ ဥပကိလေသာ၁၀ပါးဝိပဿနာညဉ်းညူးကြောင့်တရားညဉ်းနွမ်းစေတတ်သောတရားအန္တရာယ်၁၀ပါးတွေ့ကြုံရတတ်သောအခက်အခဲများဖြစ်ပါသည်။ဩပါဒပိတိပတ္တိအဒီမောကပကံဟဒုက္ခပညာဥပဌာနဥပက္ခနိကန္တိတို့ပဲဖြစ်ပါသည်။၁ဩပါဒဝိပဿနာစေ၏အလွန်ကြည်လွန်မှုကြောင့်ကိုယ်မအရာအလင်းထွက်ပေါ်လာခြင်း။၂ပိတိ ဝိပဿနာဉာဏ်နဲ့ရှင်သောပီတိ၃ပတ္တတိဝိပဿနာဉာဏ်နဲ့ရှင်သောကာယပတ္တိနှင့်စိတ်ဓာတ်ပတ္တိစေတသိက်၂ပါးယောဂီဤကိုယ်စိတ်၂ပါးထူးထူးခြားခြားငြိမ်းအေးလာခြင်း၄အဒီမောက္ခကမ္မထံအာယုန်၌စူဆိုင်သက်ဝင်ယုံကြည်သောတတ္တာဖြစ်ခြင်း၅ပက္ကဟဝိပဿနာစိတ်ကိုနှောင့်မဆုပ်အောင်အာပေချီမြောက်တတ်သောဝိရိယ၅ဒုက္ခ မွန်မြတ်သောစိတ်တစားယုတ်တို့ဖြင့်ဒုက္ခလုံးထုံမှွန်၍ချမ်းမြေ့စေသောဒုက္ခဝေဒနာဖြစ်လာခြင်း6ညာနာဗုဒ္ဓတွက်လက်လင်းမြထက်မြက်သောအမြင်တန်သည့်ဝိပဿနာဉာဏ်ဖြင့်ယုံနယ်တို့ကိုရှုမှတ်လိုက်တိုင်းအဖြစ်အပျက်ကိုကွက်ကွက်ကွင်းကွင်းရှင်းလင်းစွာသိမြင်လာခြင်း9ဥပဋ္ဌာနကမ္မထံအာယုန်၌ဆွေမြည်တည်သောတတိတရားလည်းဖြစ်ပေါ်လာခြင်း၈ဥပက္ခာ တတရမေဇတတ္တာဥပက္ခဏိအဝေဇနာဥပက္ခယုံဉ္ဇအဖြစ်ပြက်တို့အလွန်ထင်ရှားနေသည့်အခါအထင်ထင်အောင်ရှုဖို့ရာပြာပါဒမများတော့ပဲအသင့်အားဖြင့်ရှုစားတတ်သောတတရမေဇတတ္တာစေတသိက်ကိုတတရမေဇတတုဥပက္ခဟုခေါ်ဆိုပါသည်ဖြစ်ပြမှုကိုဆင်ခြင်သည့်အခါအလွန်နှင်မြန်စွာဆင်ခြင်နိုင်သောအဝေဇန်နှင့်ရှင်သည့်စေတနာကိုအဝေဇနုပက္ခဟုခေါ်ဆိုပါသည်တစေနိကန်တိ ိလေသာဟူ၍ပင်မတိနိုင်လောက်အောင်ဝိပဿနာ၌တွေ့တာနှစ်သက်သောလောစွာတိတ်မှွေသောတဏှာဖြစ်ပေါ်လာခြင်းလိုပဲဖြစ်ပါတယ်။မဆိတ်ဖြစ်ပုံကုသရဘူး၏အခြားမဲ့တစ္ဆေထေ၌မဆိတ်သည်ကိစ္စလေးချက်ကိုတပြိုင်တည်းထဲပြီးစီလျက်ဖြစ်ပေါ်လာပါတယ်။စီမီသည်မီးစာကိုလောင်ခြင်းအမှောင်ကိုပယ်ခြင်းအလင်းကိုပြခြင်းစီကိုကုန်စီခြင်းစသည့်ကိစ္စလေးချက်ကိုတပြိုင်တည်းထဲပြီးစီတဲ့ကဲ့သို့ မတ်စိတ်သည်လည်းဒုက္ခသစ္စာကိုသိခြင်းသမုဒိယသစ္စာကိုပယ်ခြင်းနိရောဓသစ္စာကို မျက်မှောက်ပြုခြင်းမေကသစ္စာကိုမိမိတန်တန်၌ပြစ်ပေါ်လာစေခြင်းဟူသော ကိစ္စလေးချက်ကိုပြိုင်နှင့်ပြီးစီပါれ။ဘုံဉ္စမဉ္ဉ္ဤအခြားမေ၌အကျိုးဖြစ်သောဖို့စိတ်သည်နှစ်ချိန်သို့မဟုတ်သုံးချိန်ဆက်၍ဖြစ်ပေါ်ပါれ။ဝိမောက္ခ၃ပါးစံကျင်ဘက်ကိလေသာတို့မှလွတ်မြောက်သောမတ်ဖို့တရားတို့ကိုဝိမောက္ခဟုခေါ်ဆိုပါれ။ တိတုံညတဝိမောကခန္ဓာ၅ပါးယုံနယ်တရားတို့၌အတ္တခောငါတုဟုဇွဲလင်းเสียအတ္တကောင်မရှိကြောင်းကိုအနတ္တံဥပ္ပတနာဉာဏ်ဖြင့်သိမြင်၍ပြိလိတာမှလွတ်မြောက်သောမတ်ဖို့နှင့် အနိမိတ်တဝိမောကခန္ဓာ၅ပါးယုံနယ်တရားတို့၌နိမိတ်တခောပုံတန်မရှိကြောင်းကို အနိစ္စဥပ္ပတနာဉာဏ်ဖြင့်သိမြင်၍ပြိလိတာမှလွတ်မြောက်သောမတ်ဖို့သော အပနိဟိတဝိမောကခန္ဓာ၅ပါးယုံနေတရားတို့၌တဏပဏိတိခောတောက်တတ်သောတဏဖြင့်တောက်တလိုခြင်းအပ်သော ချမ်းသာဒုက္ခမရှိကြောင်းကိုဒုက္ခ ानु ပတ္တနာဉာဏ်ဖြင့်သိမြင်၍ကိလေသာမှလွတ်မြောက်သောမတ်ဖို့လိုပဲဖြစ်ပါတယ်။သောတာပန်ပုဂ္ဂိုလ်အရိယာမဂ်ကင်ရည်အလျင်တို့ ရှေးဥစွာရောက်ရှိသူသောတာပန်ပုဂ္ဂိုလ်သည်၁အပေယောက်ကြောင့်တရားများကိုမပြုတော့ကြ၂ကာမဘုံ၌က ခုနှစ်ကြိမ်ထက်ပို၍ပတိတန်တီမနေတော့ချေ၃မြမပုံ၌ကခုနှစ်ကြိမ်ထက်ပို၍ပတိတန်တီနေနိုင်သေးတယ်၄ကိလေသာတို့၌ဒိဋ္ဌိနှင့်ဝိစိကိစ္စကိုအကျွေးမရှိပေတယ်အခြားသောကိလေသာတို့၌အပေတို့ရောက်စေတတ်သောတတိကိုပေတယ်၅အကုသိုလ်စိတ်တို့၌ဒိဋ္ဌိကရတံပြုတ်စိတ်၄ပါဝိစိကိစ္စတံပြုတ်စိတ်၁ပါစုစုပေါင်း၅ပါးကိုအကျွေးမရှိပေတယ် ကျင်အကုသိုလ်စိတ်တို့၌အပေတို့ရောက်စေတတ်သောတတိကိုပယ်ပါれသောတာပန်၃မျိုး၁ဧကဗိဇာသောတာပန်ကာမဒုက္ခိပုံ၌ပတိတန်တေတစ်ကြိမ်သာနေပြီးယဟန္တာဖြစ်မည်သူ၂ကောလံကောလာသောတာပန်အမျိုးကောင်းတစ်မျိုးမှတစ်မျိုးတို့ကူ၍ပတိတန်တေနေသူကာမဒုက္ခိပုံ၌၂ကြိမ်မှ၆ကြိမ်တိုင်အောင်ပတိတန်တေနေပြီးယဟန္တာဖြစ်မည်သူ၃ တတခတ်တုပရမတ်တောတာပဲကာမတုဂရိဘုံ၌ခုနှစ်ကြိမ်ပဋိတန်တည်နေပြီးယဟန္တာဖြစ်မိသူတို့ပဲဖြစ်ပါတယ်။တခါရကံပုဂ္ဂိုလ်၁ကာမဘုံ၌ကတစ်ကြိမ်သာပဋိတန်တည်နေမိသူ၂မြမဘုံ၌ကတစ်ကြိမ်ထက်ပို၍ပဋိတန်တည်နေနိုင်သေးတယ်။၃တောတာပဲပုဂ္ဂိုလ်အစဉ်တွင်ပင်အပ်ပြီးသောကိရိတာနှင့်အကုသူတို့ထက်ပို၍အကျွင်းမဲ့ပဲ့သောကိလေသာနှင့်အကုသူမရှိဘူး။ကြံရှိသော ရာဂဒေါသမောဟတို့ကိုလည်းနေပအောင်သာပြုနိုင်တယ်။ဒီကာမရာဂကိုအကျဉ်းမဲ့မပယ်တတ်နိုင်သေးတဲ့ဖြင့်အိမ်တောင်တာဝန်ချင်းကိစ္စရှိနိုင်ပါလေ။အနာဂံပုဂ္ဂိုလ်အနာဂံပုဂ္ဂိုလ်သည်ကာမရာဂပြာပါရတို့ကိုအကျဉ်းမဲ့ပယ်တတ်ပြီးသောကြောင့်ကာမဘုံတို့ပဋိတန်တိမနေတော့သောပုဂ္ဂိုလ်ကိုခေါ်ဆိုပါရစေ။ကာမဘုံတို့ပဋိတန်တိလုံးဝမလာတော့တော်သူနှင့် ိလေသာတို့၌ကာမရာဂနှင့် ပြာပါဒဒေါသတို့ကိုအကျွင်းမဲ့ပယ်သူ၃အကုသိုလ်စိတ်တွင်ဒေါသမှုတွေကိုအကျွင်းမဲ့ပယ်သူ၄ကာမရာဂကိုအကျွင်းမဲ့ပယ်တတ်ပြီးဖြစ်သည်ဖြင့်အိမ်နောက်တမွေးခြင်းကိစ္စမရှိတော့တဲ့သူပဲဖြစ်ပါတယ်။ယဟန္တာပုဂ္ဂိုလ်အရဟတမတ်ဖြစ်ကိလေသာတို့ကိုအကျွင်းမရှိပယ်ပြီးတော့အတဝတရားများကုန်ခန်းပြီးဖြစ်သည့်လောက၌အမျက်ဆုံးသော အလိုကိုခံတော်မူထိုက်သောအရိယာပုဂ္ဂိုလ်ကိုယဟန်တာဟုခေါ်ဆိုပါတယ်တကိလေသာအလုံးမှအကျွင်းမရှိကင်းဝေးသောပုဂ္ဂိုလ်နှင့်အောင့်မတ်များမပယ်နိုင်၍ကြံ့သေးသောကိလေသာခုနှစ်ပါးကိုအကျွင်းမဲ့ပယ်တတ်နိုင်သောသူ၃ဒိဋ္ဌိကရဝိပယောစိတ်၄ပါးဥဒိစ္စတံပယောစိတ်၁ပါးစုစုပေါင်း၅ပါးကိုအကျွင်းမရှိပယ်တတ်နိုင်သောသူ၄ကိလေသာဟုသည်မညူမြမကြံပဲအငြိကြေးဟုသည်မကင်းသည်ဖြစ်၍ မြည်သည့်ဘုံဘဝတို့မြ၊ပတိတန်ဒီအဖြစ်မလာရောက်တော်သူ၊အနုပါတိဒေတာနိဗ္ဗာန်တက်ဖြစ်တာ၊ဒုက္ခချုပ်ငြိ၍ပြိနိဗ္ဗာန်ပြုမြည်သူ။ငါ၊ကိလေသာအညစ်အကြေးမှလုံးဝကင်းသည်ဖြင့်တန်ရှင်သောစိတ်အစဉ်ရှိသောအကြောင်းယဟန္တာပုဂ္ဂိုလ်သည် အလူကံပုဂ္ဂိုလ်တို့တွင် အမြဲဆုံးပုဂ္ဂိုလ်။ဖလာတမပတ္တိဖို့စိတ်မြအစင်မပြတ်ထက်ခါမအားဖြစ်ပေါ်နေခြင်းကို ဖလာတမဘတ်ဝင်စားသည်ဟုခေါ်ဆိုပါသည်။ ရိယာပုဂ္ဂိုလ်တို့ကမိမိတို့ဆိုင်ရာဖို့ကိုဝင်စားနိုင်ကြပါတယ်။ဖို့ဝင်စားပြီးနောက်ရည်ရွယ်ရင်းအချိန်စီ၍ဖို့စိတ်အစဉ်ရက်ကဘဝင်စိတ်ဖြစ်ပေါ်လာခြင်းကို ဖလားတပံဘက်မှ ထားတယ်ဟုခေါ်ဆိုပါတယ်။ဖလားတမဘက်ဝင်စားနိုင်သောပုဂ္ဂိုလ်တွေကတော့သောတာပတ္တိဖို့ပုဂ္ဂိုလ်၊တဂရဂါမိဖို့ပုဂ္ဂိုလ်၊အနာဂါမိဖို့ပုဂ္ဂိုလ်အဲ့ဒါဖို့ပုဂ္ဂိုလ်တို့ပဲဖြစ်ကြပါလေ။နိရောဓတမပတ္တိစိတ်စီတဲ့စိတ်တစ္ဆာယုတ်တို့ချုပ်ငင်းခြင်းတို့ ကောင်းစွာရောက်နေခြင်းကိုနိရောဓတမဘက်ဝင်စားသည်ဟုခေါ်ဆိုပါတယ်။နိရောဓတမဘက်သို့စိုက်ရောက်ခြင်း၊ကာမရူပသစ္စာဝါကာရပုံမှလောကီဆန်တမဘက်၈ပါး၉ပါးရကြသည်အနာဂတ်နှင့်ယဟန္တာပုဂ္ဂိုလ်တို့သာ ဝင်စားနိုင်ကြပါသည်။နိရောဓတမဘက်ဝင်စားလို့သောရှေးဥစွာရူပဝဆရပထမဇံကို ဝင်စားရပါသည်။ထိုဇံမှထပြီးသောအခါထိုဇံအတွင်းဖြစ်ပေါ်သော ရုပ်နယ်တို့ကို အနိစ္စဒုက္ခအနတ္တအဖြစ်ဝိပဿနာအကျင့်ချင်းရှုရပါတယ်။ထို့သောဝိပဿနာအဆုံးကိုဒုတိယဆင်မှဝိညာဉ်ဉ္ဇာယတနာဆင်တိုင်အောင်ဆက်လက်ဖြစ်စေပြီးအကိဉ္စညာယတနာဆင်ကို ဝင်စားပြန်ပါတယ်။ထို့ဆင်မှထသောပုပ္ပါကိစ္စလေးပါးကိုပြုတော်မူရပါတယ်။ထို့နောက်ဤဝတ္တညာနာတညာယတနာဆင်ကိုဝင်စားရပြန်ပါတယ်။ဆင်သောနှစ်ချိန်အစုံ၌ဤရောဓာတို့ဆက်ရောက်နေခြင်းကို ဣယောဒသမဘက်ဝင်စားနေခြင်းဟုခေါ်ဆိုပါ၏။ပုပ္ပါကိစ္စ၄ပါး၁မိမိ၏ပြိခေယအတုံးအဆောင်၊ကြောင်းအယိတ်အဝါဒတို့သည်တစုံတစ်ခုသောဘေးအိန္ဒိယတို့ကြောင့်မပြတ်စည်းစေတည်း။၂မြတ်စွာဘုရားရှင်အလိုရှိ၍ခေါ်တော်မူသောအခါတမန်ယဟန်မရောက်မီထနိုင်စေတည်း။သောတန်ဃာတို့အလိုရှိ၍ခေါ်တော်မူသောအခါတမန်ယဟန်မရောက်မီထနိုင်စေတည်း။၄ မိမိကခုနှစ်ရက်တမာပတ်ဝင်စားလို့လင်ထိုခုနှစ်ရက်တိုင်အောင်မိမိအသက်ရှည်နိုင်မရှည်နိုင်ကိုစင်ကျင်ခြင်းလို့ပဲဖြစ်ပါတယ်။ဤရောတမာပတ်ဝင်စားနိုင်သော ပုဂ္ဂိုလ်များကတော့ကာမဘုံ၊ရူပဘုံ၊ပိစဝေါကာရဘုံမှ လောကီတမာပတ်၈ပါးကိုပါရပြီးတော့အနာဂံပုဂ္ဂိုလ်နဲ့ရဟန္တာများပဲ ဖြစ်ကြပါတယ်။ဤရောတမာပတ်မဝင်စားနိုင်တဲ့ပုဂ္ဂိုလ်တွေကတော့ပုထုရှင်များ၊သောတာပန်ပုဂ္ဂိုလ်များ၊သက္ကရာဂံပုဂ္ဂိုလ်များ မင်းစဝကရာပုံမှာလောကီတမဘက်၈ပါး၉ပါးမရတော့အနာဂံပုဂ္ဂိုလ်နဲ့ယဟန်တာများပဲဖြစ်ကြပါတယ်။မဝင်စားနိုင်ခြင်းမှာပြေဆုံးလုံလောက်တော့တမတိအားမကောင်းသေးပေဖြစ်ပါတယ်။ဤရောရတမဘက်မှာထခြင်းရည်ရွယ်ရင်းအချိန်ဆင်း၍စိတ်စေတသိစိတ်တစားယုတ်တို့ပြန်၍ဖြစ်ခြင်းကိုဤရောရတမဘက်မှာထသည်ဟုခေါ်ဆိုပါတယ်။ဤရောရတမဘက်ဝင်စားနေခိုင်အသက်မတည်နိုင်မှာအကြောင်းလဲဆိုတော့ မြေရတ္တမဘက်မဝေစားခင်ပုပ္ပကိစ္စလေးချက်ကိုပြုကြရ၌မိမိအသက်ဇီဝိတိန်တရဖြစ်ရာကာလအပိုင်းခြားကိုစင်ကျင်သည့်ပုပ္ပကိစ္စကိုလည်းပြုကြရပါသည်မိမိအသက်ကျွင်ရှိမှနိယောရတမဘက်ဝင်စားခြင်းဖြစ်နိုင်သဖြင့်နိယောရတမဘက်ဝင်စားနေ gain အသက်မတည်နိုင်ခြင်းပဲဖြစ်ပါတယ်။တည်ခြင်းဆိုဒီမှာသုတိစိတ်ဖြစ်၍ချုပ်မှသာတည်တည်ဟုဆိုနိုင်ပါတယ်။နိယောရတမဘက်ဝင်စားနေချိန်၌စိတ်အစဉ်ချုပ်နေသည့်အတွက် စုတီစိတ်မဖြစ်နိုင်ပါဘူး။ဒါကြောင့်ဤရောဓတမဘက်ဝင်စားနေခိုင်အသက်မတည်နိုင်ခြင်းပဲဖြစ်ပါတယ်။လူပုဂ္ဂိုလ်ဆိုင်ရာအပြစ်တမအကြောင်းအရာများကိုအလွယ်တကူသိရှိနိုင်မဲ့အချက်လေးများကိုရွေးပြီးတော့မျှဝေပေးတာဒီတွင်ပြီးဆုံးပါပြီခင်ဗျ။အားလုံးတရားထုတရားမြတ်ရရှိနိုင်ကြပါစေလို့ဆုမောကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ ဒီဗီဒီယိုလေးကိုအဆုံးထိ နားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။